ချင်းကြောင့်ဘဝနာချရတယ်ပညာမဲ့ချင်းကြောင့်ဘဝနာချရတယ်တိုင်းပြည်မငြိမ်သက်ချင်းကြောင့်ဘဝနာချရတယ်အုပ်ချုပ်သူအစိုးရတွေမကောင်းချင်းကြောင့်ဘဝတွေနာချရပါတယ်ရှင်အဲ့ဒါလို့အကြောင်းအကြောင်းတွေကြောင့်ဘဝနာသွားတဲ့လူတယောက်အကြောင်းကိုကျွန်မကလေးပြောပါမယ်ကျမခုနှစ်နှစ်ရှစ်နှစ်သမီးလောက်တုန်းကကြုံတွေ့ခဲ့ရတဲ့လေဒိုးသားကြီးတယောက်အကြောင်းပေါ့ကျမတို့မိဘများဟာ ဧရာဝတီမြေရိုးတလျှောက်မှာစုံကြီးဆန်ကြီးနဲ့အညာဆန်လှေကြီးနဲ့ဂုံကူးတန်းရောင်းဝယ်ခဲ့ကြတဲ့မိသားစုတွေပေါ့ကျမတို့မိဘတွေဟာဧရာဝတီမှာကျမတို့လှေတကြီးရဲ့လှေတကြီးကြော်ရဲ့လို့အဖေနဲ့အမေကနာမည်ရတာဟိတ်ကြီးတာပါနှစ်ဖူးကချွေချီမကြအောင်လှုပ်ရှားတာကျမအရွယ်ရောက်တဲ့အချိန်ကျမမှတ်မိသေးတယ်ကျမမိဘတွေမှာပေါ့ ရလာတဲ့ငွေလေးနော်ဇနီးမောင်နှံလှေထိုးပြီးတော့ရလာတဲ့ငွေငွေလေးကိုမြေဥစုဘူးလေးနဲ့ထည့်ပြီးစုလိုက်ရင်ဓမြလာတိုက်သွားလိုက်ရင်နော်မြေဥစုဘူးလေးနဲ့ထည့်ပြီးစုလိုက်ရင်ဓမြလာတိုက်သွားလိုက်ရင်နဲ့အဖေနဲ့အမေမှာနန်းလန်ထူခဲ့ရတဲ့လူကိုမရှိပါဘူးကြာတော့ဓမြတွေနဲ့တောင်ဖောက်တယ်ဖြစ်နေမျက်နှာတိဓမြများတက်လာတာမြင်ရင်ကျမအမေကအမလီထမင်းရင်ခူးကြွေရသေးတာဓမြကိုလေကြီးထဲမှာ ဇပွဲဝိုင်းကြီးနဲ့ထမင်းခူးကျွေးပြီးတော့မျက်နှာလှုပ်လာတာပေါ့ဓမြလည်းစားတယ်ဘယ်အချိန်ရငတ်နေတယ်လဲတော့မသိဘူးပေါ့နော်ကျမအမေကျွေးလဲကျွေးသေးတယ်ပါးစပ်ကလည်းအငြိမ့်မနေဘူးနေပေါင်းကွယ်မင်းတို့မလဲမြေရိုးမြင့်ပါတယ်တို့လင်မယားလှေလောက်6နေထင်ပါရဲ့ကွယ်မဟုတ်ရပါဘူးလှေတကြီးကြတော့ရဲ့ကျွတ်တို့မှာစားစရာမရှိလို့ဓမြတိုက်စားရတာပါသမင်းတလုတ်ကျွေးတဲ့ဂျေဆုလည်းကြီးမားပါရဲ့ ဒါပေမဲ့30ရာမရှိလို့ငွေလေး100လောက်ပေးခဲ့ပါဦးချော့ပြီးဓမြတိုက်တာပေါ့နော်အေးဓမြတိုက်တာပေါ့ကျမအမေလည်းဒေါသူကြီးဆိုတော့ဒုတ်ထိုးဥပပြောစရာရှိတာတော့ပြောချလိုက်မယ်ပေါ့နော်ဘာကွက်ငွေ100ဟုတ်လားတို့နေမယာဟောဒီရွာစိတ်ကန်းနဲ့ဟိုးအထက်တကောင်းကြညတ်ထီရအောင်ခါကုန်းအောင်လှေထိုးပါမှာနဝလီကအစိတ်ရတာနဝလီကဆိုတာကုံတင်ကပေါ့မင်းတို့ကိုတရားပေးရမယ်ဆိုတော့ဒီလိုလုပ်ရအောင်ကွာတဲ့ တို့လေကြီးကိုမင်းတို့ယူထားလိုက်တော့တို့နေမရဒါမြတိုက်စားတော့မယ်အဲ့ဒါမျက်နှာတိဘဝနဲ့ဓမြနဲ့တွေ့လို့နော်မျက်နှာစိမ့်ဓမြများလှေပေါ်တက်လာတာမြင်ကျမမေကအမလီနားမှာပန်းထားတဲ့နဂတ်ကလေးတတ်တတ်ပါဖြုတ်ဆတ်ဆူငပီအိုးတဲ့ထည့်ပြီးမြုပ်ထားပြုံးနေတဲ့ဆိုတော့ဓမြငပီအိုးတဲ့နဂတ်မြုပ်ထားလိုက်မှမထင်ဘူးပေါ့လေနော်အဲ့ဒီမှာဒါပေမဲ့ဓမြကလည်းအကင်းပါတယ်လှေပေါ်တက်လာတဲ့နဲ့တပြန်တည်းကျမအမေနားကိုအရင်လှမ်းကြည့် လေတကြီးကတော့ခမရနေရွက်ဖျားတွေဖြူးနေပါလားဧကနနကအခုမှချွတ်လိုက်တာထင်နေတော့မဟုတ်ရပါဘူးတော့တော်တော့အရင်ရှေ့ကဓမြတက်တိုက်သွားလို့ပြေးလိုက်ရပါရောလားတိုင်းပြည်တဲ့မလဲတော့လက်နက်ကင်ထားတဲ့မင်းတို့မှဓမြတိုက်စားနေရမှာတော့တို့လူထုတွေဘလောက်တောင်ဆင်းရဲလိုက်လိမ့်မလဲတွက်သားကြည့်ပါတော့ကွယ်လေတကြီးကတော့ ခမားပါစကားပြောတာလေကျုပ်တို့များအနုဆုပ်ကုဆုဓမြများအောင်းမေနေလို့လားမအောင်းမေရပါဘူးတော့လက်နဲ့ကင်ပြီးအနိုင်ကျင့်ဝင်မှာတော့အနုဆုပ်ကုဆုဓမြဖြစ်ဖြစ်မျက်နှာကြီးဓမြဖြစ်ဖြစ်အတူတူပါပဲတော့ယာဟုတ်နဲ့ထမနဲ့အခေါ်သာကွဲတာပါပြဲတာချင်းအတူတူပါတော့တဲ့ကျမအမေကတော့ဓမြရက်ခံမှရိုက်ရောပြောစရာရှိတဲ့စကားတော့ပြောတာပဲတော်သူကြီးပြီးပြီပေါ့အဲ့ဒီလိုကျမမိပါတယ်မောင်လေတန်းလှိုင်းတန်း တခိုးတမြဒံခံခဲ့ရရုံနဲ့မကဘူးဆက်နှမှုမင်းတိုင်းဒံဆိုတော့လည်းခံခဲ့ရသေးတာနော်ကျမအမေကအမေရံပြောတယ်ငါသမီးရဲ့တဲ့ဦးစာမင်းစာတဲ့ဦးစာညီစားစရာမရှိရင်ကိုကကိုပက်လက်လန်အိတ်နေအေးအေးနေလို့ရသေးတယ်တော့လေမင်းစာများအေးအေးကိုနေလို့မရတာတော့လေညီစင်းစားကြည့်စမ်းပါဦးအေးတဲ့ ဟောဒီကိုတိုင်းပြည်ထဲမှာသူ့ဘာသူတဘာဝအလျောက်စီးဆင်းနေတဲ့အေယာဝရီမြင့်ကြီးတဲ့ကိုချွေးနှဲစာနဲ့ရတဲ့လှေကလေးနဲ့လှေထိုးစားတာညီနဲ့ကိုဆိုင်ချင်တဲ့စိတ်ကန်းရဲရဲဆိုင်ဝင်တာမဟုတ်တော့တဲ့လှေဆိုင်လိုက်တာနဲ့တပြိုင်တည်းတည်းစိတ်ကန်းကောင်ကဆင်းကောက်တာကျွန်တော်တို့ခက်လည်းမထူးပါဘူးเนาะကျွန်တော်တို့ခက်လည်းဘယ်လမ်းကိုတွားကျင်လဲเนาะတွားကျင်တဲ့လမ်းကိုထွက်ကြည့်လိုက်ဘယ်နေရာမှာမဆိုလမ်းကြီးကောက်တဲ့ဂိတ်တွေရှိတယ် လမ်းကိုဖြောင်းဖြောင်းသွားရတယ်မရှိဘူးဒီဂိတ်ပေးလိုက်ရဟိုဂိတ်ပေးလိုက်ရတယ်တလားလုံးနတ်ဆက်နေရတဲ့အတိုင်းပဲနော်ကျမကြားဘူးတာတော့ပေါ့နိုင်ငံခြားတိုင်းပြည်တွေမှာလမ်းခီလမ်းခင်းတဲ့ဇယိတ်ကြည်ပြီဆိုလို့ရှိရင်အဲ့ဒီဂိတ်ကိုပိတ်သိမ်းရတယ်တဲ့ကျမတို့တိုင်းပြည်ထဲမှာတော့ဂိတ်ကျမတခါမှမတွေ့ဘူးဂိတ်တွေပဲပွားပွားလာတာဂိတ်ပွားတွေပေါ့နော်အဲ့ဒီလိုကျမမိပါတယ်မှာ ဒီအေယာဝတီမြကြီးထဲမှာလှေနှက်တက်နဲ့လောက်ကင်စားတောက်ခဲ့ရတာပေါ့မြန်မာပြည်သူတွေဟာမိခင်အေယာဝတီကိုချစ်မြတ်လို့ကြပါတယ်ဆိုရင်ကျမတို့မိသားစုကများများကြီးပို့တော့မှာပေါ့ရှင်။နှွေအရာဝတီ၊မိုးအရာဝတီ၊ဆောင်းအရာဝတီဥဒုသုံးပါးစလုံးမှာအရာဝတီမြစ်ကြီးပေါ်မှာအညာဆန်လှေကြီးတင်းပြီးတော့ကျမတို့မိသားစုဘဝတွေတလျားတလျားနဲ့ရွေခဲ့ရတာပါ။အညာဆန်လှေကြီးပေါ်မှာပဲ ဘဝရဲ့တဝက်စာကိုငဲ့ရတယ်။အေယာဝရီနဲ့ရေကို ကျမအမေကတည်တာပေါ့။လှိုင်းကောင်းဖြူထတဲ့တဲ့။တောင်လေးလှန်လို့မြစ်ကအကြီးလှန်နေ။မိုးစနေလေယာဟုမိုးဆိုရင်စနေတောင်ကလာတတ်တယ်။ယာဟုတောင်ကမှိုင်းလာပြီဆိုရင်အဲ့ဒါလေလာလိမ့်မယ်။မိုးစနေလေယာဟုကျမအမေကမနဲ့မိုးလိမ့်မီဆိုလို့ရှိရင်နေမင်းကိုအရင်စပြီးမော့ကြည့်တယ်။နေရမရှိမှု ဒီကနေ့နေတုံးတားတဲ့တော့ညနေကျတော့အေကံလေးကြလိမ့်မယ်။ကျမအမေတတ်အပ်ပြောနိုင်တယ်။တကယ်လဲအမေခံမနဲ့အတိုင်းပဲညနေကျရင်လေးကြလာတာပဲ။ရေစကိုင်းလှိုင်းပကန်းအေယာဝရီမှာရေပန်းနေထားတဲ့။အေယာဝရီလေလူးလို့လှေမှုပြီဆိုလို့ရှိရင်မင်းဝင်တောင်ဝေးကိုလှေကြီးကိုခေါင်းခွေပြီးတော့တလီခိုရတယ်။ လေမုံတိုင်းတန်ခံရမှာဆိုလို့မင်းဝင်တောင်ခွေမှာအညာစလေးခေါင်းခွေပြီးတော့လေခိုးရတဲ့ဘဝတွေစီးတဲ့တောင်ပါကိုရောက်တော့ထိုးဝါထောက်ဝါမြည်ရည်ဒီတိုက်ပြီးတိုးပြီးဆိုလို့ရှိရင်ကျမအဖေကကျိုးဆွဲပြီးဆန်ရတယ်ပေါ့လေလေးပြတ်တော့ရွက်တဖုံဆင်ရတယ်လုပ်ငန်းတွေရှားပါလို့ လုပ်ငန်းတွေရှားပါလို့ဝင်ငွေမရှိဘူးဆိုရင်ကလဘဲတဆုပ်ကိုရေနဲ့နာနာပြုတ်ပြီးငပိပုတ်နဲ့ပြီးကြရတယ်အဲ့ဒီလိုဘဝတွေနဲ့နေကြရဟောဒီလိုတွားရင်လာရင်အခင်းကိုတွေ့လို့ရှိရင်ငရုတ်ခင်းခယံခင်းချစ်မောင်ခင်းတက်ပြီးခူးကြတယ်လေသမားတွေကအခင်းရှင် မရှိဘူးဆိုရင်တအိုးစားတနတ်ချက်ကျွတ်တူကိုစွန့်ကျဲပါတော့ခွန်တောင်းပါတယ်လို့အခင်းရှင်ကိုရိမှန်းပြီးတော့ ခွန်တောင်းပြီးတော့မှဒီချင်းမောင်နေကစွန်းနေကိုခူကြရတယ်။လှီးလွန်းတင်တဲ့အခါမှာအကျွေးတွေပါတင်ရတယ်။စီးတာတဲ့တောင်ကျေမှာတောင်လေးကိုမိတ်ဆွေဖွဲ့ပါလို့ကောက်ကလန်မြက်ကိုလှဲ့ကမှပြန်ခဲ့မဲ့ရွှေညာသူရဲ့ငွေရှာသူမအေးဆိုတာလို့အေးအေးဆေးဆေးငွေမရှာခဲ့ရဘူးနော်ကောက်ကလန်ဆိုတာလှေမော်တော်တွေမှာလေချောင်းပြောက်ပြတ်တတ်ထားတဲ့ဒဂွန်တွေပေါ့ ဟိုးအောက်ပြီးအောက်ရောက်ဆုံးသွားတဲ့လေတို့သားကျမအဖေဟာအညာကိုပြန်ဆန်ခြင်းပဲလို့ပြန်မဆန်လာနိုင်ဘူးဘာကြောင့်လဲလေလာမှရွတ်တိုက်ရမှာ우အဲ့ဒီရွက်ကြီးနဲ့တလားတလားရွေ့ပြီးလာမှကုံကြီးနဲ့တူနိုင်မှာပေါ့ဒီကုံနဲ့အပြည့်နဲ့လေကိုကျမအဖေကမထိုးနိုင်ပါဘူးနော်ဒါကြောင့်မလို့စီးတာတဲ့တောင်ချင်းမှာတောင်လေကိုမိတ်ဆွေဖွဲ့ပါလို့ကုတ်ကလန်မြောက်ကိုလှဲ့ကမှပြန်ခဲ့မယ်ရွှေညာသူရဲ့ငွေရှာသူမအေးဆိုတဲ့ လေတို့သားရဲ့တန်ဝါကြောင့်ကြီးနဲ့ဆူလိုက်တဲ့အတိုင်းရဲ့နောက်မှာဘဝတွေအတိတ်ပဲတွေအများကြီးပါပါတယ်နော်ကျမတို့လေကြီးအောက်ဘိုးကလေးကြိုက်လက်ထိရောက်ဟိုးအထက်ဆိုရင်ဗမောကတာဆေဖို့မြင့်ချင်းနေထိစုံကြီးဆန်ကြီးနဲ့အေယာဝဒီကိုကူးလူးနေရတော့ကျမအဖေကကြာတော့အေယာဝဒီကိုတော့အားနာတယ်ညအေယာဝင်တိုင်းကျမမိဘများဟာမေတ္တာပို့ကျေးဇူးလေးတီးလိုက်ပြီဆိုရင်အေယာဝဒီကိုမေတ္တာပို့တယ် အေယာဝရီကိုပါထဲ့ပြီးမေတ္တာပို့အေယာဝရီမြကြီးတတ်တော်ရကြောရှေပါစေပေါ့ရှင်အခုတော့ကျမအဖေလေတကြီးလည်းမရှိတော့ပါဘူးကျမအမေကလည်းအသက်80ကျော်လို့ကျမတို့အိမ်ရှိရတဝဲမိုင်းစင်လေးအောင်ပါကျမအမေကဒူးကောင်းနှလုံးကိုထောင်းစိတ်ပရိစက်ရတဲ့ဘဝကိုရောက်သွားပါပြီကျမတို့ရဲ့အညာစံလေကြီးလည်းမရှိတော့ပါဘူးလေလို့ပြောပြီးဆိုရင် ဟောတာက ဥတော်ဟောတာကပေတော်ဟောတာကပိလိဟောတာကပေါင်လုံးဟောတာကလိုက်လုံးဟောတာကရှမ်းပါကျမတို့ကသိတယ်အေယဝရီမြကြီးထဲမှာလေဤတစဉ်ဆန်တက်လာပြီဆိုရင်အဲ့ဒီလေဤဟာမန်းလက်လားအေယဝရီလက်လားချင်းတွဲလက်လားဆိုတာကျမတို့ကခွဲခြားနိုင်တယ်နော်ဒီကနေ့ခင်မှာအေယဝရီဆိုတဲ့အတန်နေညမ်းလာတော့အသက်80ကျော်ကျမအမေကကျမကိုမေးတယ်နေစားမအောင်ငါသမီးရဲ့အဲ့ဒီ တို့အေယာဝရီမိကြီးကဘသူပိုင်နဲ့မြင့်မို့လို့လဲဣအမေကလဲသမီးတို့နိုင်ငံကပိုင်နာပေါ်အမေရဲ့ဟဲ့တို့ပိုင်နဲ့မြင့်လို့သာပြောတယ်ငါတို့မြင့်မအောင်မရလို့လုတ်ချင်နိုင် မလုတ်ရလို့တိုင်းတစ်ပါးသားတွေကစိတ်ဆိုးနေကြစို့ဣမဟုတ်ပါဘူးအမေရဲ့မြစ်ဖြားမှာဆဲဆောက်ဖို့ကိစ္စစာချုပ်ထားတာကိုပြောနေကြတာပါ အလို့တော့ ဝဘယ်နဲ့ကြောင့်ဒုတိုင်းပြီလဲဝင်ပြီးလူဘာဝရတာတဲ့တော့ဒုတိုင်းပြီလဲမိမဲလင်းယူသူလို့ဖြစ်နေပါပြီကျမမေကပြောရင်ပုံတို့ပတ်စလင်းလို့ပါလွန်းတော့ကျမမေးကြည့်ရတော့အမေရဲ့မိမဲလင်းယူသူလို့ဆိုတာဘာကိုပြောတာလဲအမေရဲ့အိုးအေးတို့ရွာကမိမဲပထမလင်းရကြီးခိုင်းနဲ့အနာရီအများကြီးပဲဝဲတယ်ဆိုတာဒကောလုံးအချစရာမရှိဘူးကြီးခိုင်းဆုံးသွားတော့ မိမဲကနောက်လေယူသည်လေနောက်နေရအကျွေးတွေပါလာတော့အိမ်တိုင်းမှာချီးထားတဲ့နှစ်ပိုက်ကလေးရောင်းပြီးဆက်လိုက်ရပါရောလားဒါကြောင့်တို့ရွာပုံခိုင်းတာပေါ့မိမဲတို့များတလင်နေတော့ပွေးနဲ့တလင်နေတော့ကျွေးနဲ့ဟဲ့တို့တိုင်းပြီလေအဲ့လိုဖြစ်နေပါပြီဒါကတော့အမေရဲ့သူ့အကျွေးရှိလို့ဆက်ရတာ နေမှာပေါ့အမေရဲ့ဒင်းတို့ကများ ို့တိုင်းပြည်ထဲလာပြီးဒီတတိမုတ်လောက်ကတော့ဘယ်ထမ်းမင်အောက်ကကောက်ကောက်ရတယ်လို့များမှတ်နေသလားအေးတို့တို့ပြောပါအမေရဲကြားသွားပါဦးမယ်အမေညီကဘသူကြားမှာဆိုတာတော့ညီတို့အဲ့လိုကြက်ကြက်ကြောက်နေတောင်ရရှင်ကိုမြောက်ကနှင်လိုက်မယ်ဘာမှတ်တလုံးအခုလဲတောင်ရရှင်တွေကိုမြောက်ကနှင်းနေကြပါပြီရှင်တတိနဲ့သာဆင်ញင်တော်မူကြပါတယ်အဲ့ဒီလိုစာမတတ်တဲ့အဖွားကြီးက ူချစ်တဲ့အေယာဝတီကိုထိလာတော့အသေးဆတ်ဆတ်တုံ့ရတယ်တက်ဆတ်ဆတ်တုံ့မှာပေါ့အေယာဝတီကိုဘဝလုခဲ့ရတာဘူးကျမတို့သားသမီးလေးတွေပေါ်ပေါက်လာတော့ကျမအမေကကလေးတွေမွေးဖွားရင်းနဲ့အိမ်မှာနေခဲ့တော့ကျမအဖေတရားဟုတ်သေးပဲညကြီးထဲမှာဒီလေကြီးနဲ့စုံကြီးဆန်ကြီးပေါ့တစ်ခေါက်မှာအဖေလေပြန်းဆန်လာတော့လေပေါ်မှာလူကြီးတယောက်ပါလာခဲ့ကျမတို့ကအဖေလေကြီးလေရွာဆိုင်ကောင်ကိုရောက်ပြီဆိုတော့ကျမတို့ကဆင်းပြီးကြိုကြတာပေါ့ အဲ့ဒီမှာလေဥထိတ်ကနေလေကိုနော်မျောတိုင်းကြီးကိုကွဲတက်ပြီးတော့ခါကြီးထောက်ပြီးရက်နေတဲ့လူကြီးကို ကျမလှမ်းပြီးမြင်လိုက်ရကျမကြောက်သွားတာပဲနော်ဒီလူကြီးကခေါင်းကြီးရဆုပ်ဖွားကြီးနော်သပင်းဟာစီးတဲ့နဲ့ဝေးပြီးချက်ပြီးမျက်နှာကြီးကလည်းလေးတောင်ကြီးနဲ့အသားဆိုတာလည်းမဲချိတ်လို့မျက်နှာမှာမှဲသီးတွေကလည်းအဖီးအဖီးတွေနဲ့အင်ဂျီမပါဘူးပစိုးရိုးကတောင်းကြိုက်ထားပြီးပစိုးထုတ်ခွင့်ကိုဆက်လွယ်တိုက်ထားတာနော် ။ခလေဦးထိတ်မှာမမကြီးရက်နေတယ်ဘလူကြီးတကောင်လို့တော့ကျမထင်သွားလိုက်သေးတာ။အဖေကပြောတယ်။ "तू ခေါ်လာတဲ့လှေတိုးသား"အဲ့တော့ကျမအမေကအောက်နာပေါ့တော်ရလက်တော်ကိုကမှရေထဲမိုးတဲ့လုတ်ကင်စားတော့ရတဲ့ဘဝတွေကိုဘယ်နဲ့ကြောင့်ဒီလူကြီးကိုလှေပေါ်တင်းခေါ်လာရတာတော့ကျမအဖေကတခွန်းပဲပြောပါတယ်ရှင်မရဲ့တို့ဆင်းရဲတယ်ဆိုတာတဲ့ तू ကပိုဆင်းရဲရှာလို့ခေါ်လာတာပါကွပြောတဲ့အခါမှာကျမအဖေကမိရလည်းဘာမှမပြောတော့ပါဘူး အဲ့ဒီလူကြီးရဲ့နာမည်ကဥတန်ခဲတဲ့ကျမတို့ကတော့ဘိုးတန်ခဲလို့ခေါ်တာပေါ့ကျမတို့လေကြီးပေါ်မှာရောက်လာတဲ့အချိန်ရဆပြီးတော့ဘိုးတန်ခဲကြီးဟာကျုံကြီးတယောက်လိုပါပဲထမ်းစရာရှိတော့လဲသူပိုးစရာရှိတော့လဲသူထင်းပေါက်စရာရှိတော့လဲသူကုန်းတင်စရာရှိတော့လဲသူရေပတ်စရာရှိတော့လဲသူအလုံးတိမ့်ကြုံလို့တော့ကျမအမေရတော့အားနာလာရကိုတန်ခဲရဲ့နားပါအောင်တော့ရော့ရော့ထညက်ကလေးနဲ့ရင်ွေးချမ်းလေးနဲ့တောက်လိုက်ပါဦးဘုဒ္ဓငယ်ရမနာမနေလို့ကျမတို့က ကြောင်းပိတ်လို့လှေပေါ်ကိုလိုက်သွားပြီဆိုလို့ရှိရင်အင်မတန်ပြောတာ우ဘုဒ္ဓံကြီးကကျမတို့ထမင်းလဲခူးကြွေးတယ်ကျမတို့ရေစိတ်ကရွှတ်နေခူးပြီးအယုတ်ကလေးတွေလှုပ်ပြီးပေးတယ်လှေဆန်းနေတဲ့အချိန်မှာဆိုရင်အမြဲတမ်းစလွယ်တိုက်ထားတဲ့ရေစလုံးပစိုးကြီးကိုလိတ်လိတ်ပြီးဆင်းကြီးလှုပ်ကျမတို့ကသူ့ကြောပေါ်ကိုခွာစီဝူးဝူးနဲ့ဟာဒီလိုလှေလေးချမ်းမြေလေးပေါ်မှာကျမတို့မောင်မမတွေကိုသူကထိန်းနေတာပေါ့ သွေးမတော်သားမဆက်နဲ့ကျမတို့မိသားစုလှုပ်ကြွေးခဲ့ကျမအဖေကအမြဲတမ်းဘုဒ္ဓငယ်နဲ့ပတ်သက်ပြီးပေးတဲ့မှတ်ချက်ရှိကိုတန်ငယ်ကြီးဟာတဲ့တကယ်ကျုံကောင်းကြီးတယောက်ကငါသမီးရဲ့အဖေသူ့ကိုချိုးနေပြီးပြောတာမဟုတ်ဘူးသူဟာဘဝကိုဘလောက်ပဲမြင့်တင်ပေးပေးတုံးအောက်ကဖားများလို့တုံးမော်ကိုတင်လို့မရတုံးအောက်ပြန်ဝင်တာပဲသူဟာကျုံကောင်းကြီးတယောက်ပဲ မြင့်နဲ့ထင်းနဲ့မိုးကောင်းကင်ကိုတောင်ရောင်လို့မော့ကြည့်တဲ့သူမဟုတ်ဘူးဒါအဖေရဲ့မှတ်ချက်နော်ကျမနဲ့ဘုဒ္ဓံငယ်ကြီးမှာမမေ့နိုင်တဲ့အဖြစ်ပြက်လေးတခုရှိခဲ့ဘူးပါတယ်ကျမတတရားဌာန်တော့ခွနနှစ်ရှစ်နှစ်တပြီးတော့တတရားဌာန်တော့ကျမတို့လှေကြီးလွန်းတင်ထားတာမန္တလေးတစ်ဖက်ကတောင်ပြင်မှာလှေလွန်းတင်တယ်ဆိုတာလှေကိုပြုတ်ပြင်ဖာထေးတာပေါ့ကာမြာဝက်ရှော့ထိုးသလိုပေါ့နော်အဲ့ဒီလှေလွန်းတင်ထားတဲ့အချိန်ခါမှာအရှိတ်ဘက်ဂောဝိန်စိတ်ကအငိမ့်ပွဲက ဆိုင်နံပုံတန်တွေကဒီမြစ်ကိုရှက်တိုက်ပြီးတော့ပြေးလာကျမတို့စီကိုရောက်လာတာမိရောက်နေရလဲလင်းထိန်နေတော့ကျမကလေးပီပီပွဲကြည့်နေတော့ကျမအမေကိုပူစားတာပေါ့အမေပွဲလိုက်ပြပါပွဲလိုက်ပြပါကျမတကြည်ကြည်နဲ့ထိုးနေတော့ကျမအမေကဝချမ်းများနဲ့ကျမကိုရိုက်ရိုက်တော့ကျမပွဲလည်းမကြည့်ရဘူးအရိုက်လည်းခံရတယ်ဆိုတော့ကျမငိုးရုပ်ပြီးတော့လေးကြီးလွန်းတင်ထားတဲ့အောက်ကကွန့်ပစ်ကလေးပေါ်မှာသွားအိတ်လိုက်တာကျမအိတ်ပြောသွားတစုံတစ်ယောက်ကကျမကိုလာပုတ်နှိုးတာကိုကျမတိလိုက်တော့မျိုးလုံးဖွင့်ကြည့်လိုက် အဲ့ဒါဘယ်သူလဲဆိုတော့ဘုဒ္ဓံကဲကြီးပေါ့ကျမရဲ့ကျမကိုသူ့နှခမ်းကိုလက်ညှိုးနဲ့ကန်လန့်ဖြတ်ပြီးအတန်မထွက်နဲ့တော့ကျမလည်းတိလိုက်ပါတယ်ဒါလေးငုတ်တို့ထိုင်ပြီးဘုဒ္ဓံကဲကြီးခေါ်ရနောက်ကိုကျမလိုက်ခဲ့အဲ့ဒီတောင်မြန်မာခြီထားတဲ့လက်လော်လေလေးပေါ့ကျမကိုတင်းဘုဒ္ဓံကဲကြီးကနောက်ကလှေလော်ပြီးအရှိပဲဂောဝိန်စိတ်ကန်းကအညိတ်ကိုကျမကိုလိုက်ပြတာပေါ့ဟိုရောက်တော့သူ့ခါးကြားထဲမှာလိတ်ထားတဲ့သူ့ရဲ့လှေဒိုးကပတ်စံလေးတစ်မှတ်ကို ကျမကိုမုံနေဝယ်ကြွေးတယ်။မိုးပြန်ဘူပေါင်းလေးတစ်လုံးကျမကိုဝယ်ပေးပြီးကျမလက်ထဲကိုထည့်ပေးထား။ကျမခလေးဆိုတော့မမြင်ရတော့သူ့ကုတ်ပေါ်ကိုကျမကိုတင်းပြီးတော့ပွဲပြခဲ့။ကျတော့ကျမကခလေးပီပီအိပ်ပျော်သွားတာပေါ့။အိပ်ပျော်သွားတော့သူ့ဆလွယ်တိုက်ထားတဲ့ပစိုးရေစနုပ်ကလေးကိုခင်းပြီးတော့ကျမကိုအဲ့ဒီပေါ်မှာတိတ်ထား။ကျမအတံဖလာနေကျတော့လန့်လို့သွား။ကျမနိုးတဲ့အချိန်မှာကျမလုံးယုံဘက်ကိုပြန်ရောက်နေပြီ။ကျမအဖေရဲ့အတံကျမချလိုက်ရပြီ။ခမည်း တော်တော်စဉ်းစားညံနေတဲ့လူပဲကျွန်တော်ဘလောက်တောင်စိတ်ပူနေမလဲခင်ဗျာမတွေးမိဘူးလားသူ့အမေဆိုရင်တက်တက်သွားလို့သူရိုက်မိလို့သူသမီးလေးရေးတဲ့ဆင်းသေးပါတယ်ဆိုပြီးတော့နောက်မှဟော်ဒီဖလေလေးပျောက်တာရဲ့ခင်ဗျာပျောက်တာရဲ့စဉ်းစားမိပြီးလိုက်ခေါ်မှပွဲကင်းထဲမှာတွေ့တာခင်ဗျာတော်တော်စဉ်းစားညံနေတဲ့လူကျမဖေကဒေါသနဲ့ဆက်ဆက်တုံးဘုဒ္ဓံငယ်ကြီးကိုလက်တီးနဲ့ထိုးချလိုက်ဘုဒ္ဓံငယ်ကြီးဟာနောက်ကိုတစ်ချိတ်ရိုင်သွားတာပြန်ပြီးတော့ရှေ့မှာမျက်နာထက်ခံတယ် ထိုးပြီးခံလိုက်တယ်နောက်တစ်ချက် ထိုးပါဦးများကျမဖေကလည်းတစ်ချက်သေးပဲထိုးလိုက်တာနော်စိတ်ထွက်ထွက်နေမနေ့လင်းတော့ဘိုးတန်ခဲရဲ့မျက်နှာကြီးကတချမ်းကြီးညိုလို့ဒါပေမဲ့ဘိုးတန်ခဲကအပြုံးမပြတ်ဘူးကိုရင်ညိုအခုလိုကြုတ်ကိုလက်တိနဲ့ထိုးလိုက်တာကြုတ်ကဖြင့်ဂျေနပ်ပါဗျာကြုတ်ကလည်းကြုတ်ပဲဦးများများသားသမီးဆိုတော့စိတ်ပူရှာမှာပေါ့ကြုတ်ကသာဘိုးညိုကဟောဒီလိုလက်ညိုလက်တိနဲ့မထိုးဘူးဆိုရင်ကြုတ်ကလက်ပြာမလုံးဖြစ်ဦးမှာ နောက်တစ်ချက်ထိုးလဲကျုပ်ကခံမှုအစ်စ်မှာပဲဗျာပြုံ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 နဲ့စိတ်မဆိုးရှာဘူးနောက်ကျမခုနတန်းလောက်ရောက်တော့ကျမတို့ညာဆန်းလှေးအဖေကရောင်းပြလိုက်တယ်မဖြစ်လို့လဲဆိုတော့စက်တာမော်တော်တွေခစ်ဆားလာတဲ့အချိန်ခါမှာလှေးကြီးကလုံးမဖြစ်တော့ဘူးဆိုကျမအဖေကလှေးကြီးကိုရောင်းပြလိုက်အဲ့ဒီလှေးကြီးရောင်းလိုက်တဲ့အချိန်ခါမှာကျမတို့မော်တော်ဝယ်တော့ဘုတ်တန်ခဲကြီးကိုကျမတို့ကခေါ်တာပေါ့အဖေကခေါ်တဲ့အခါဘုတ်တန်ခဲကြီးကခါခါတီတီပဲညင်းတယ်ကျုပ်ခမရတို့နောက်မလိုက်ဘူးဘယ်တော့မှလည်းလိုက်မှာမဟုတ်ဘူး ဝတ်တံခဲဤဘာကြောင့်ကျမတို့ဒီလောက်ချစ်တာဘာကြောင့်ညင်ရပါသလဲကျမစဉ်းစားအကောင်မှမသိခဲ့ပါဘူးဒီလိုနဲ့ဘုဒ္ဓံခဲဤနဲ့ကျမတို့ဝေးကြရဘုဒ္ဓံခဲဤကျမတို့ရောက်လိုက်တဲ့လေပိုက်ရှင်များပေါ်ကျမတို့မန္လိစိတ်ကံကိုရောက်တဲ့အခါမှာဘုဒ္ဓံခဲဤကျမတို့အိမ်မော်တက်လာပြီးဖေးကိုနှိမ့်နေပေးတယ်အိမ်မှာလုဆရာရှိတာတွေထင်းပေါက်စီးတွေတုပ်နှောင်းအကုန်လုပေးတယ်ကျမလည်းဒီလိုနဲ့ဆယ်တန်းအောင်တက်ကတူတက်ကျောင်းဆရာမဖြစ်ပေါ့ ဘုဒ္ဓံခဲကြီးနဲ့တွေ့တဲ့အခါတွေ့မတွေ့တဲ့အခါမတွေ့ပါဘူးနောက်တော့လေဘုဒ္ဓံခဲနဲ့ကျမမတွေ့တာတော်တော်တော်ကြာသွားခဲ့ကျမအဖေလည်းဆုံးသွားခဲ့အဖေဆုံးပြီးတော့တက်လာလောက်ရှိတဲ့အခါမှာဘုဒ္ဓံခဲကြီးကျမတို့အိမ်ရှိကိုရောက်လာခဲ့တယ်ကျမတို့ကဘုဒ္ဓံခဲမှန်းတော့မသိတော့အိမ်ရှိကိုရက်တက်ပြီးတော့ကျုပ်တန်ခဲရဲ့ချွဲဆိုင်တဲ့အတန်ကြီးနဲ့အတန်ပြလိုက်တဲ့အခါကျမအမေကအံအုံးလုံးမော့ကြည့်တယ်ဘုဒ္ဓံခဲကြီးကတော်တော်ကိုအိုစနာကျနေရှာပြီ နော်လွယ်အိအဟောင်းလေးကိုဂွင်းလေးခတ်ပြီးလက်ကောက်ဝက်မှာဆွတ်လို့သူ့ပိုင်နာအဲ့ဒီလွယ်ကြီးလေးတလုံးပဲအိမ်ကရောက်လာပြီကျမတို့ကတကားဖွင့်ပေးလိုက်တဲ့အခါမှာကျုပ်ကိုရင်ညိုဆုံးနံကြလို့လာမေးတာကိုရင်ညိုမဆုံးရင်ကျုပ်တခေါက်ရောက်သေးတယ်တန်ခဲရဲ့ငါတိတ်နေမကောင်းဘူးမင်းငါနားကိုလာပြီးပြုစုလှဲ့ပါကွာကျုပ်ကျေးဇူးရှင်ကြီးကိုကျုပ်ကလည်းပြုစုပါမယ်လို့ကတိပေးခဲ့တယ်ဒါပေမဲ့ကျုပ်မရောက်လာနိုင်ခဲ့ဘူးဒီကျွဲကျုပ်တာဝန်မကြည့်ဘူး ဘုဒ္ဓံငယ်ရဲ့ဆွဆွနစ်နစ်ပြောတာပေါ့နော်အဲ့ဒီမှာတ냐အိတ်ပြီးမနဲ့လင်းတော့ဘုဒ္ဓံငယ်ကြီးကသူ့ရဲ့လွယ်အိတ်ကိုကောက်ဆွတ်ပြီးတော့ပြန်မယ်ပြင်တော့အမေကကိုတန်ခဲရေနေပါအောင်တော့လာတော့ကျုပ်တို့နဲ့နေစမ်းပါအောင်တော့ကိုကျုပ်တို့ကျွေးနိုင်တဲ့ဘဝရောက်ပါပြီတော့တော်တူမတွေတော်မီးတွေလည်းအလုပ်ဒီအကင်နဲ့ဖြစ်နေပါပြီကျုပ်တို့အိမ်မှာတသက်လုံးနေပါလားတော့ကျုပ်လုတ်ကျွေးပါမယ်တော့လုံးမလုတ်ပါနဲ့တော့ပြောတဲ့အခါမှာဘုဒ္ဓံငယ်ကအမေကသူ့ဆွဲထားတဲ့လွယ်အမေလက်ထက် အမိနဲ့တည်းကစောင့်ယုံကျုပ်မနေနိုင်ပါဘူးဗျာတဲ့ခင်ဗျားတို့နဲ့ကျုပ်ဘယ်တော့မှမနေဘူးအဲ့ဒီလိုတောက်တောက်ခါခါညင်းလိုက်တဲ့အခါကျမဒီတခါတော့တွေးပြီဘုဒ္ဓံခဲကြီးဟာဘာကြောင့်တောက်တောက်ခါခါညင်းရပါသလဲကျမတို့နဲ့နေဖို့များသူဘာကြောင့်ခါခါတီးတီးရှိရပါသလဲကျမဒီခါမှတော့ကျမတွေးပါပြီပြန်ငန်ပြီးတော့ဘုဒ္ဓံခဲကအဖေ့ရဲ့တပ်ပုံကြီးစီကိုတွားပြီး ဖေဖလက်ပုံကြီးကိုမော့ကြည့်လက်အုပ်ချီပြီးတော့မျက်ရည်တွေကတွေးတွေးကြလာကိုရညိုရီကျုပ်ကိုလက်တီးနဲ့ထပြီးထိုးပါအောင်လားဗျာခမည်းမရှိတဲ့ရောက်ခမည်းမရှိမှရောက်လာတဲ့ကောင်ကြီးကိုခမည်းထပြီးဆုံးမလိုက်ပါဦးဗျာကျုပ်မှာမိမအတီတာသမီးတွေကတယောက်ပြီးတယောက်ဆုံးမသွားရတကောင်ကျွတ်တမျက်နာဘဝနဲ့ရွာတဲ့ကလူတွေကကျုပ်ကိုလက်ညှိုးပိုင်းထိုးတဲ့ချိန်ပေါ့တန်ခဲဟာလူမဟုတ်ဘူးဘလူး တန်ခဲခိုက်လို့သူ့ရဲ့မယားတွေတာသမီတွေဆုံးရတာဆုံးပါရတာတန်ခဲဟာလူမဟုတ်ဘူးဘလူးလို့ကျုပ်ကိုဝိုင်းပြီးလက်ညှိုးထိုးနေတဲ့အချိန်ခါမှာခမရကရဲရဲဝင်းဝင်းခမရလှေကြီးပေါ်တင်းခေါ်ခဲ့တယ်တန်ခဲကဘလူးဆိုရင်ငါကရုပ်သေးဆင်ရောက်မကွာလို့ခမရလူတွေကိုတောင်းအရွက်တိုက်ပြီးပြောခဲ့သေးတယ်လေကျုပ်ကျေးဇူးတင်လို့မဆုံးဘူး ျုပ်လူပြီးရှုံးနေတာရွာထဲမှာကျုပ်ကိုမကောင်းဆိုးဝါးတကောင်လို့ထင်းတဲ့အချိန်ခါမှာခမရကလူအဖြစ်တိမှပြုပြီးလှေပေါ်တင်းခေါ်ခဲ့တာလေကျုပ်တသက်မှာခမရတို့မိသားစုကိုချမ်းသာအောင်လုပ်ပေးမယ်ဆိုတာကျုပ်တာနိုင်ထန်ချပေးတာဒါပေမဲ့ခမရတို့မချမ်းသာခဲ့ဘူးကျုပ်လုံလောက်မှာမကြောက်ပါဘူးရင်းနှချမ်းပြန်းပြန်းကွဲပေးစီကျုပ်လုတ်ကြွေးမယ်ဒါပေမဲ့ခမရတို့ကျုပ်နဲ့နေခဲ့တဲ့တသက်လုံးဘယ်မှာချမ်းသာလို့လဲမချမ်းသာခဲ့ဘူးကျုပ်နဲ့လမ်းခွဲပြီးခမရတို့မော်တော်ဝယ်လိုက်တော့မှခမရတို့ခြောက်နေသွားတယ်မို့လား ဲ့ဒါဘသူကြောင့်မှတ်တယ်လဲအဲ့ဒါကျုပ်ကြောင့်ကျုပ်မှာဆင်းရဲစတာ ပါတယ်ဗျကျုပ်ကဆင်းရဲစတာလက်ဘွားတွေတော့မကဘူးကြောကုန်းမှတောင်ကပ်ပါနေတာကျုပ်ရဲ့ဆင်းရဲတွေခမရတို့ကူးနေတာဒါကြောင့်မလို့ခမရတို့ကျုပ်ရဲ့ဆင်းရဲတွေခမရတို့ကူးမှဆိုလို့ခမရတို့လေကြီးရောက်တဲ့ခါမှာကျုပ်ကနေခဲ့တာပေါ့အဲ့ဒါခမရတို့ချမ်းသာစေချင်လို့ခမရတို့နောက်ရောက်လိုက်တဲ့လေပိုင်ရှင်တွေကလည်းဗျာတယောက်ပြီးတယောက်ဆင်းရဲသွားလိုက်တာ သုံးဦးတောင်ရှိပြီလက်ပြောင်းတာ အဲ့ဒါကြောက်ကြောက်ပေါ့ဘုဒ္ဓံကြီးရပြောလဲပြောငိုလဲငိုကျမဒါဝကြားတဲ့အခါမှာရင်ထဲမှာနာနာကျမကိုယ်တိုင်လည်းမျက်ရည်ကြာမိပါတယ်ကြည်စမ်းပါဦးဘုဒ္ဓံကြီးရကျမတို့ဆင်းရဲတာဟာသူ့ကြောင်းသူ့ရဲ့ဆင်းရဲတွေကူးလို့သူ့ကြောင်းကျမအဖေကတော့စက်တက်မော်တော်တွေကတွင်ကျဲလာတော့လှေတွေအလုံးမဖြစ်တော့ဘူးလှေကြောင်းတကယ်တော့ဒီစကားနှစ်ခုစလုံးဟာအမှန်တရားတွေမဟုတ်ကြပါဘူး ဘုဒ္ဓံငယ်ရာအဲ့ဒီနေ့ကပြန်သွားလိုက်တာဒီကနေ့အချိန်ထိကျွန်မသူ့ကိုလုံးလုံးမတွေ့တော့ပါဘူးဘုဒ္ဓံငယ်ဟာယူသားတယ်သစ္စာရှိသူ့ဘဝကိုသူသူနားလေတလို့သူသိတယ်ဒါပေမဲ့ဘဝရဲ့သဘောတွေလောကရဲ့သဘောတွေကိုရှာဖွေရခေါင်းမှမသိခဲ့ဘူးသူယုံယုံကြည်ကြည်ဆွဆွနဲ့နဲ့ဆွဲလန်းခဲ့တဲ့ဆင်းရဲစာတာပါတယ်ဆိုတဲ့အစွဲကြီးကိုလက်မဖြုတ်လက်ဆုပ်မဖြီစရာကင်ဆွဲသွားခဲ့တယ်ဘုဒ္ဓံငယ်ယူတခါတခါတရိယာရင်ကျမ စဉ်းစားနေမိကောင်သူ့ကိုအဲ့ဒီအစွဲကြီးဘသူကပေးတာလဲဘယ်ကနေရောက်လာတာလဲဘာနဲ့ခြေဖြက်ပြရမှာလဲဘယ်သူတွေကဝတ်တနိုင်မှာလဲကျမတို့တိုင်းပြည်ထဲမှာဘုဒ္ဓံခဲလို့ဆင်းရဲစာတာကိုဆိုတဲ့စကလုံးလေးကိုအကြောင်းပြုပြီးတော့ဆင်းရဲတွင်နဲ့နေကြတဲ့သူတွေဘလောက်တောင်ရှိပါသလဲတို့တိုင်းပြည်ကဆင်းရဲပါတယ်လေ တို့လူမျိုးတွေကသူများလူမျိုးနဲ့ရှင်ရင်အောက်တန်းနောက်တန်းကြပါလေလေဆိုတဲ့ငုံစိတ်ကြီးနဲ့နေနေကြရတဲ့ကျမတို့တိုင်းသူပြည်သားတွေဘလောက်တောင်ရှိနေပါသလဲတညတာလာပြီးပြန်သွားတဲ့ဘုဒ္ဓံကြီးရနှစ်ပေါင်းများစွာကျမတို့၆လနေစေတဲ့အတွေးတွေကိုပေးထားခဲ့တယ်အဲ့ဒီအစွဲကြီးကိုဝင်းဒိုးဝင်းပိုးကြီးလို့တစ်တလုံးလွယ်သွားရတဲ့ဘုဒ္ဓံကြီးဤတဲ့နာကြီးလို့ရင်းနဲ့အမြတ် တတလုံးလွယ်သွားခဲ့ရတဲ့ဘုတန်ခဲကြီးကတော့လေကြီးပေါ်မှာပဲတိမ်ငယ်စွာနဲ့ဘဝကုန်ခဲ့ရတဲ့လားရှင်ဆင်းရဲခြင်းဟာကုဆက်နာလားဆင်းရဲခြင်းဟာကဘာနာလားဆင်းရဲတဲ့ဆိုတာမှာဇာတာရှိပါသလားကျမတို့လူမျိုးတွေအဲ့လိုအငုံစိတ်တွေနဲ့နေနေရတဲ့ကျမတို့နိုင်ငံကျမတို့လူမျိုးတွေဒီဘဝလွတ်မြောက်အောင်ဘယ်လိုပုံကူ ဘလို့အဖွဲ့စည်းတွေမှာတာဝန်ရှိပါတယ်ပရိသတ်ကြီးစဉ်းစားတော်မူကြပါကုန်ကျမတို့တွေဟာဘုရားရှင်ထံမှာဆူတောင်းတတ်ကြတယ်စိတ်ဤဆင်းရဲခြင်းကိုယ်ဤဆင်းရဲခြင်းမှကင်းလွတ်ငြိမ့်တည်ဖြစ်၍ဆူတောင်းနေုံနဲ့ပြည့်ရောတယ်လားဆူတောင်းနေုံနဲ့ကျမတို့မပြီးတော့ပါဘူးနော်ပထမဆုံးကျမတို့လုပ်ရမယ့်အလုပ်ကကိုယ့်ကိုယ်ကိုယုံကြည်မှုတည်ဆောက်ဖို့ပါပဲကိုယ့်ကိုယ်ကိုကျမတို့ယုံကြည်ရလိမ့်မယ် ယုံကြည်မှုနဲ့အတူစိတ်ဓာတ်နဲ့ယုံထားမဲ့အချိန်ရောက်နေပါပြီ။ပညာနဲ့ယုံထားမဲ့အချိန်ရောက်နေပါပြီ။ပညာဆိုတဲ့နေရာမှာကျမတို့ကစာရေးဆရာတွေဆိုတော့စာဖတ်ဖို့အများအားတိုက်တွန်းပါတယ်။တမင်ရိုးချမဟုတ်ပါဘူး။စာမဖတ်တော့ဘာဖြစ်တယ်လဲ။စာမဖတ်တော့ဘာမှမသိရဘူးပေါ့။ဘာမှမသိရတော့ဘာဖြစ်လဲ။အာသွားတာပေါ့။လူအာကြီးတွေဖြစ်သွားတာပေါ့။အဲ့ဒီအာသွားတဲ့လူအာကြီးတွေကိုပို့ပြီးအနိုင်ကျင့်လို့ကောင်းပါတယ်။ဒါကြောင့်မို့ဒီကနေ့ မော်လမြိုင်မြို့စပေးဟောပြောပွဲကိုကြွားရောက်လာကြတော့ချစ်တော် မော်ချွေမြိုင်သူရှေးမြိုင်သားများမိမိတို့မျှော်လင့်တောင်းတသော လူနေမှုစနစ်တကြီးစီကိုပညာရွှေအိုးထမ်းယုံကြည်မှုရွှေအိုးကြီးထမ်းပြီးပြည်တော်ဝင်နိုင်ကြပါစေလို့ဆုတောင်းရင်းဒီကုန်းချုပ်ပါရရှင်